This is Radio Free Asia. The following program is in Burmese. တော်ရရှိမှမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။ကျွန်တော်တို့ RFP လွတ်လပ်တဲ့အာရှတန်ရဲ့အစည်းအဝေးကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ကကြောက်ကြောက်ပါခင်ဗျာ။ ဒီကနေ့အစီအစဉ်မှာခရိုင်းလိုပဲထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြလို့အပြီးသတင်းဆောင်မတွေထုတ်လွှင့်တဲ့အခါလာရှုမျိုးကနောက်ဆုံးအခြေအနေတွေကိုကြားမှာပါအခုကျတော့တနက်လေးပါလာတယ်လက်နက်လေးပါလာတယ်အစ်အစုံနဲ့အုံလိုက်ကျင်းလိုက်ဝင်လာတယ်ဆိုတော့ဒီလူလေးကတော့မျက်စိလေးဆရာဖြစ်သွားတာပေါ့မကြခင်စောက်မြော်နားဆင်နေကြပါလေအခုတဲ့င်းတွေစထုံလွှင့်ပြရစီခင်ဗျာ ငလင်းတန်းအကြီးအကျယ်ခံခဲ့ရတဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းဒေသတွေမှာစစ်ကောင်စီကနေစဉ်ရက်ဆက်ဆိုသလိုဘုံကျဲတက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်နေမှုကြောင့်အပြစ်မဲ့အရသာပြည်သူတွေတေဆုံးမှုတိုးများလာနေဆဲဖြစ်ပါတယ်။မန္တလေးတိုင်းမရယာစင်ကူးနဲ့တောင်သာမြို့နယ်တွေမှာအီပီလာ21ရက်နေ့ကပြုလုပ်ခဲ့တဲ့ လေကြောင်းဘုံကျဲတက်ခတ်မှုတွေကြောင့်အရသာပြည်သူ2ဦးတေဆုံးခဲ့ရပြီးနောက်ထပ်12ဦးလည်းဒဏ်ရာတွေရရှိခဲ့ပါတယ်။မရယာမြို့နယ် ိုင်တိုင်ကြီးရွာဟာငလင်တန်အလူးလဲခံထားတဲ့နေရာတစ်ခုဖြစ်ပြီးမနေ့ကဘုံကျဲချမှုအတွင်းကြီးရွာဖုံးတော်ကြီးចောင်းကိုထိမှန်ခဲ့တဲ့အတွက်တန်ငါတော်နှစ်ပါးနဲ့အရတားနှစ်ဦးဒဏ်ရာတွေရရှိခဲ့ပါတယ်။အလားတူပဲမရယာမြို့နယ်တဲကဇီကုံကြီးရွာကိုလည်းဘုံကျဲချခဲ့တာကြောင့်အသက်9နှစ်အောက်ကလေးငယ်တူပါဝဲအရတားပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါ့အပြင်တောင်သာမြို့နယ်တဲက ရွာတစ်တန်ဖိုးကြီးရွာကိုလည်းစစ်ကောင်စီလေတပ်ကမနေ့ကဘုံကျဲသွားခဲ့တာကြောင့်ရွာသူရွာသား၃ဦးသေဆုံးခဲ့ရပြီး၄ဦးဒဏ်ရာတွေရရှိခဲ့ပါတယ်။စစ်ကောင်စီဟာငလင်ဘေးကူညီကဲဆဲရေးကိုအာယုံစိုက်လှုပ်ဆောင်ဖို့ဆိုပြီးပြစ်ခတ်တိုက်ခိုက်မှုတွေယာယီရပ်တန့်ထားမယ်လို့ကြေညာထားပေမဲ့ရန်ကုန်နဲ့အေရဝတီတိုင်းဒေသကြီးကလွဲပြီးငလင်တင့်ဒေသတွေအပါအဝင်နိုင်ငံနဲ့အဝန်တိုင်းနဲ့ပြည်နယ်၁၂ခုမှာလေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်ဆိုသလိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်။ဒီတော့တွင်မှာပဲယာယီအပြစ်ခတ်ရက်ဆက်ထားတာကိုနောက်ထပ်သတင်းတပတ်တိတိတတန်းတွင်းမြင့်လိုက်တယ်လို့စစ်ကောင်စီကကြေညာလိုက်ပါတယ်။ April 2ရက်နေ့ကစလို့22ရက်နေ့အထိကနဦးကြေညာထားတဲ့၃ဘက်ကြာအပြစ်ခတ်ရက်ဆက်ရေးကို April 30ရက်နေ့အထိတွင်းမြင့်လိုက်တာလို့စစ်ကောင်စီရဲ့သတင်းမီဒီယာတွေကမနေ့ကထုတ်ပြန်ကြေညာပါတယ်။ငလျင်ဘေးပြန်လည်တိဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အချိန်အဟုန်မြင့်ဆောင်ရွက်ဖို့အခုလိုတက်တန်းတိုးရတာလို့ဆိုပါတယ်ဒီတော့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ပေါ်ကနေ MNDAA ကိုကန့်တက်တွေဆုတ်ခွာပေးလိုက်ပြီးနောက်ပိုင်းမနေ့ကမနေ့ပိုင်းအားစလို့စစ်ကောင်စီတက်တွေဟာအင်အားအလုံးအင်းနဲ့လာရှုမြို့တဲကိုစတင်ဝင်ရောက်တက်ဆွဲထားလိုက်ပြီးဖြစ်ပါတယ်ကိုကန့်တက်တွေတနှစ်နီးပါးကြာသိမ်းပိုက်ထားခဲ့တဲ့လာရှုမြို့အလွဲအပြောင်းကိုတရုတ်အစိုးရကကမကထပြုတ်ကြီးကြပ်လှုပ်ဆောင်နေတာဖြစ်ပါတယ် ကိုကန့်တက်တွေနဲ့မြန်မာစစ်ကောင်စီအကြားလာရှုမျိုးပြန်လည်လွှဲပြောင်းရေးမှာငြင်းငြင်းချင်းချင်းဖြစ်အောင်ကြီးကျက်ဆောင်ရွက်ပေးဖို့တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့တခုဆစ်လွတ်ထားကြောင်းကိုလည်းတရုတ်နိုင်ငံသားကြီးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်တူကမနေ့ကသတင်းစာရှင်းလင်းပွဲမှာအတည်ပြုပြောဆိုပါတယ်တရုတ်နိုင်ငံသားကြီးဝန်ကြီးဌာနကအထူးကိုယ်စားလှယ်တူဖြစ်သူတိန့်ချီကျွန်းဆိုသူဦးဆောင်တဲ့အဖွဲ့ဟာတရုတ်နိုင်ငံတော်အလံနဲ့ပြစ်ခတ်ရက်စက်မှုစောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့ စာရန်တစိတ်ခတ်နှိပ်ထားတဲ့မော်တော်ယာဉ်တွေနဲ့အတူဧပြီလ16ရက်နေ့ကတည်းကလာရှုမြို့မှာရောက်ရှိနေတာဖြစ်ပြီးနှစ်ဖက်အပြည့်ရဲ့ကိစ္စရပ်တွေကိုကြီးကြပ်ပေးနေတာဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်။တရုတ်ရဲ့အခုလိုဂျားဝင်ဆောင်ရွက်ပေးမှုကိုနှစ်ဖက်စလုံးကကျေးဇူးတင်ရှိကြတယ်လို့လည်းတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။လာရှုမြို့နောက်ဆုံးအခြေအနေအကြောင်းအသေးစိတ်တင်ပြချက်ကိုမကြခင်ထုတ်လင်းဖို့ရှိပါရယ်ခင်ဗျာဒီတော့တွင်မြန်မာစစ်ကောင်စီနဲ့ပြီးခဲ့တဲ့မက်လာဇန်းကသဘောတူညီထားတဲ့အတိုင်း ြန်မာနိုင်ငံမှာအသေးစားအမှုမြူတပ်ပေါင်းမှုတစ်ခုတည်ဆောက်မဲ့အစီအစဉ်ကိုဆက်လက်အကောင့်ထဲပေါ်သွားမယ်လို့စီမံကိန်းဥဆောင်အကောင့်ထဲပေါ်မဲ့ရုရှားအစိုးရပိုင်း Rosatom ကုမ္ပဏီကထုတ်ပြောလိုက်ကြောင်း Reuters သတင်းဌာနကဖော်ပြပါတယ်။မြန်မာနိုင်ငံမှာငလျင်ဘေးကြီးမကြုံတွေ့ရခင်သတင်းသုံးပတ်အလိုကမြန်မာစစ်ကောင်းဆောင်နဲ့ရုရှားသမ္မတတို့ဒီစီမံကိန်းကိုသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အလလော့စဲအထီတော့ဒီစီမံကိန်းကိုဘယ်နေရာမှာအကောင့်ထဲဖော်မလဲဘယ်တော့စတဲ့အကောင့်ထဲဖော်မလဲစတဲ့အသေးစိတ် အစီအစဉ်တွေကိုနှစ်ဖက်စလုံးကထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး၂025ခုနှစ်အတွဲပြည်သူဂုံကြီးစုကိုစစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်ဆန်းစုကြည်ကိုရွေးချယ်ချီးမြှင့်ဖို့ဆုံးဖြတ်လိုက်တယ်လို့ပြည်သူဂုံကြီးအသင်းကကြေညာပါတယ်ဒီစုချီးမြှင့်ပွဲအခမ်းအနားကိုအမေရိကန်တက်ဆက်ပြည်နယ်ဟူစတန်မြို့မှာ မေလ24ရက်နေ့ကျင်းပမယ်လို့ဆိုပါတယ် အဲ့ဒီစုကိုကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်ဦးကျော်မိုးထွန်းလဲ2023ခုနှစ်ကချီးမြှင့်ခံခဲ့ရပါတယ်။အမေရိကန်နိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေစုပေါင်းပြီးနိုင်ငံရေးလူမှုရေးနဲ့ပရဟိတနယ်ပယ်တွေမှာကိုဂျိုးစွန့်အနစ်နာခံဆောင်ရွက်နေကြသူတွေကိုချီးမြှင့်ဖို့ပြည်သူ့ဂုံကြီးအသင်းကို2009ခုနှစ်မှာစတင်ဖွဲ့စည်းပြီးနှစ်စဉ်စုချီးမြှင့်လာခဲ့တာအခုဆိုရင်16ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ။ တင်းတွေကိုတင်ပြခဲ့တာပါမကြခင်မှာတင်းဆောင်းမတွေကိုစတင်ထုတ်လင်းတော့မှာပါခင်ဗျာတော်ရရှိမှာခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်း လာရှုမြို့ပေါ်ကနေ MNDAA ကိုကန့်တက်တွေဆုတ်ခွာပေးလိုက်ပြီးနောက်စစ်ကောင်စီတက်တွေအင်အားအလုံးအင်းနဲ့လာရှုမြို့ကိုစတင်ဝင်ရောက်လာခဲ့ကြပါတယ် ဒီအကြောင်းတွေကိုကိုဆိုင်ဝန်နာကဆက်တင်ပြပါလိမ့်မယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ MND ကိုကန့်တက်တွေပြန်လည်ဆုတ်ခွာပြီးတဲ့နောက်ဧပြီ22ရက်နေ့မှာတော့စစ်ကောင်စီတပ်ကမြို့ရဲကိုဝင်ရောက်လာကြတယ်လို့လာရှိုးမြို့ကန်တွေက RFP ကိုပြောပါတယ်စစ်ကောင်စီတပ်ရဲ့ကားစီးရေ90ထက်မနည်းဟာဧပြီ22ရက်မနက်စောပိုင်းကနေစတင်ဝင်ရောက်လာကြတာလို့လုံခြုံရေးအမြင်မဖော်လို့တဲ့လာချိုမြို့ကန်တယောက်က RFP ကိုပြောပါတယ်။ဒီကားကြီးအများကြီးတက်လာတယ်မြို့တော်ခမ်းမနာကနေပြီးတော့ ိုးဘက်မုတ်ဦးထွက်တဲ့ဘက်အထိရှိတဲ့ကားကြီးပြည့်ပဲစစ်သားကြီးအ ਨੇ ဆုံးမရှိဘူးဆိုရင်50တော့ရှိမယ်လို့ထင်တယ်ကအ ਨੇ ဆုံးတော့စစ်သားလည်းအပြည့်ပဲစိုက်ကြီးရောတင်လာတာပဲကားပေါ်မှာစင်းတာတယောက်စားနှစ်ယောက်စားစင်းတဲ့လူတွေကလည်းကွန်မန်ဒိုပုံစံမျိုးဟိုမျက်နှာမှာအမဲမျက်နှာဖုံးလို့အမဲမျိုးနဲ့ညီကမျက်မှန်နဲ့စိတ်ဝက်စားအပြည့်နဲ့ပဲပြီးရင်ဒီစစ်ကားတွေပေါ်မှာတနက်ဆက်လက်လိုပုံစံမျိုးတနက်ဒီထောင်လာတာပဲကားပေါ်မှာ ျွန်တော်အတွေးရတော့သူတို့တက်ဒီမန်အထိုင်ချဖို့သူတို့စောင့်ဝင်လာလို့ကားကြီးအားလုံးတန်းစီပြီးစောင့်နေတယ်လို့ထင်တယ်အပြေဝလာဖို့အတွက်အခုဝင်ရောက်လာတာကစစ်ကောင်စီတက်ရဲ့တက်မ33ကိုကိုခွန်ခွန်စတဲ့တက်မ3ခုကဖြစ်ပြီးဧပြီ22ရက်မွန်လွဲပိုင်းအထိမြို့ထဲကိုဝင်ရောက်လာကြတဲ့စစ်ကောင်စီတက်ကကားစီးရေ120လောက်ရှိတယ်လို့မြို့ကန်တွေကပြောပါတယ်ကားပေါ်မှာစစ်ကောင်စီတက်သားတွေအပြင်စီပေပါတွေတွေ့ရပြီးလာချိုတက်ကတော့ဝင်းထဲမှာတက်ဆွဲထားကြတယ်လို့လည်းဆိုပါတယ် လာရှိုမြို့ပေါ်ရဲစခန်းမှာနောက်ဆုံးကြံခဲ့တဲ့ MND တပ်ဖွဲ့ဝင်တွေလည်းဒီနေ့နောက်ဆုံးထားပြီးအပြည့်အသက်ထွက်ခွာဖို့ပြင်ဆင်နေကြတာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။တရုတ်အစိုးရရဲ့ဂျားဝင်ဆောင်ရွက်မှုနဲ့ပြီးခဲ့တဲ့ဇန်နဝါရီလက ကုမင်းမြို့ဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ MND တို့အပြည့်အဖို့သဘောတူခဲ့ကြတာပါ။အဲ့နောက်အချိန်၃လကြာဧပြီ22ရက်ဒီကနေ့မှာတော့ MND တပ်တွေလာရှိုမြို့ကနေအပြည့်တိုင်ဆုတ်ခွာပြီးစစ်ကောင်စီထံလွှဲပြောင်းဖို့ရှိနေတာလို့မြို့ကန်တွေကပြောကြပါတယ်။ MNDA အနေနဲ့စစ်ကောင်စီထံမျိုးအုပ်ချုပ်ရေးကိုသာလွှဲပြောင်းဖို့ကြားသိထားရပေမဲ့လက်တွေ့မှာစစ်ကောင်စီကရုတ်တရက်အင်အားအများပြားနဲ့ဝင်ရောက်လာတာကြောင့်ဒေသခံတွေကြားမှာစိုးရိမ်မှုတွေမြင့်တက်နေတယ်လို့နောက်ထပ်လာရှိုးမြို့ကန်တယောက်က RFA ကိုပြောပါတယ် အဲ့ဒီတို့အနေနဲ့တော့တော်တော်မျက်စိလဲသွားတယ်ပေါ့။ဘာလို့လဲဆိုတော့ဖြစ်တဲ့အချိန်မှာလဲသူတို့ပဲလေ။အခုလဲတဲ့သွားတော့လဲသူတို့ပဲလေ။နော်။အခုဆိုးတာကိုကမက်ကလဲတရဝင်းအမကြောညာဘူးလေ။စစ်တပ်ဘက်ကတနတ်မပါဘူးပါဘူးလဲလဲကြားတယ်။အခုကျတော့တနတ်လေးအဲပါလာတယ်လက်လက်လေးပါလာတယ်အစ်အစုံနဲ့အုံလိုက်ကျင်းလိုက်ဝင်လာတယ်ဆိုတော့အာဒီလူလေးကတော့မျက်စိလဲဆရာဖြစ်သွားတာပေါ့။လာရှိုးမြို့ကိုစစ်ကောင်စီထံလွှဲပြောင်းဖို့အတွက်စနကောင်ဟိုတယ်မှာတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနအာရှအေးရအထူးကိုယ်စားလှယ် မစတာတိတ်ရှိကျွန်းကိုတိုင်ရောက်ရှိနေပြီးစစ်ကောင်စီ MNDA ကိုကန့်တက်ကိုစလေတွေနဲ့၃ပွင့်ဆိုင်ဆွေးနွေးနေတာလို့လာရှိုမြို့ကန်တွေကပြောကြပါတယ်။ဒါပေမဲ့လာရှိုမြို့ကိုစစ်ကောင်စီထံလွှဲပြောင်းမှုနဲ့ပတ်သက်လို့တပ်ဆိုင်ရာအဖွဲ့တွေကဒီကနေ့ညနေပိုင်းထိတစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။လာရှိုမြို့လွှဲပြောင်းရေးကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီနဲ့ MNDA ကိုကန့်တက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံတွေကို RFA ကမေးမြန်းခဲ့ပေမဲ့တုံ့ပြန်ဖြေကြားလာတာမရှိသေးပါဘူး။ကိုဆိုင်ဝန်ကတင်ပြသွားခဲ့တာပါ။ နောက်ထပ်သတင်းဆောင်မတစ်ပုဒ်ကို နားဆင်ရပါဦးမယ်ခင်ဗျာတော်ရရှိမှာခင်ဗျာ လူမျိုးစုလွမြောက်ရေးကြိုးပမ်းနေသူ တိုင်းရင်းသားလက်နက်ကိုင်တူဘောကနေ2021ခုနှစ်နောက်ပိုင်းဆရာနာရှင်တော်လှန်ရေးဦးဆောင်သူတယောက်ဖြစ်လာတယ်တအန်းပလောင်တိုင်းရင်းသားမိုင်းဆိုဒန်အကြောင်းမခတ်မာရဲ့တင်ပြချက်ကို နားဆင်နိုင်ကြပါပြီ။ ော်ဒီလက်နဲ့ကိုင်တော်လိုင်းရေးအဲလမ်းစဉ်ဟာခက်ခဲကြမ်းတမ်းတဲ့အဲလမ်းစဉ်တစ်ခုဖြစ်တယ်ဒီပေါ်မှာအာအမြင့်ပြကလူထုတွေရောကျွန်တော်တို့တောင်ပေါ်ဒေတာကလူထုတွေရောကြံ့ကြံ့ခံနိုင်မှုလို့တယ်ဒီခောက်တာဒီတကြိမ်လားကျွန်တော်တို့ကြံ့ကြံ့ခံနိုင်မယ်ဆိုရင်ကျွန်တော်တို့ဟိုလူမျိုးရေးကတော့ကျွန်တော်တို့ဟိုမျိုးဆက်နောက်နောက်လာမယ့်မျိုးဆက်တွေအတွက်အဲကြမ်းတမ်းတော့မှာမဟုတ်ဘူးတောင်တန်းကြီးလို့အဓိပ္ပာယ်ရတဲ့နာမည်နဲ့မိုင်းဆိုတန်းဟာ ကုတ်လူမျိုးကိုလွတ်မြောက်စေခြင်းခဲ့တဲ့အတွက်လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကတည်းကတအံအမျိုးသားလွတ်မြောက်ရေးတပ် TNL မှာတပ်သားအဖြစ်ဝင်ရောက်ခဲ့တဲ့လူငယ်တစ်ယောက်ပါအခုတော့သူဟာတနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ရေးအတွက်တခြားတိုင်းသားလက်နက်ကိုင်အဖွဲ့တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ကူညီခွင့်ရနေတဲ့အတွက်လည်းသူ့လူမျိုးအတွက်သူကျေနပ်ကုန်ယူနေပါတယ်ဒီတင်ညာနဲ့ consistency ပထမပိုင်းဒုတိယပိုင်းအဲကျွန်တော်တို့ โอโอตะเก็ดเล่นแกนบรมดอลลาร์เยลงนี่แหละเราดีโลอัฟซีลีเลยเราโอ data ကိုကျွန်တော်တို့လုံးမြအောင်စောင့်ဆောင်နိုင်တယ်ပြီးတော့အခြားဆက်ဆက် data အခြားဆက်ဆက်အဖွဲ့အစည်းတွေကိုလည်းကျွန်တော်တို့ဟိုဟိုရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာကျွန်တော်တို့ပူညီထောက်ပံ့ပေးနိုင်တာတွေရှိတယ်ကျွန်တော်တို့ဒါကိုပြန်ကြည့်ချင်အဖြစ်ဟိုနိုင်ငံရေးမှာပဲဖြစ်ဖြစ်စီးရေးမှာပဲဖြစ်ဖြစ်အဲကျွန်တော်တို့လူမျိုးဟာအောက်ကြောက်ကြလူမျိုးတစ်မျိုးမဟုတ်ဘူး အာကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့အပြောင်းလဲတိုင်းမှာကျွန်တော်တို့လူမျိုးဟိုကောင်းကောင်းလေးလုပ်နိုင်ခဲ့တယ်2017ခုနှစ်ကစတင်ခဲ့တဲ့ TNL ရဲ့စီရေလှုပ်ရှားမှုတွေဟာ10နှစ်ကျော်အတွင်းတအန်းလူမျိုးတွေရဲ့အိမ်မက်နဲ့မျောလင့်ချက်80ရာခိုင်နှုန်းလောက်အထိစွန်းဆောင်နိုင်ခဲ့တယ်လို့မိုင်းဆိုတန်းကပြောပါတယ်အခုအချိန်စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူတွေထဲမှာ မြမလူငယ်တွေအများအပြားပါဝင်လာတာကလည်းအားတက်စရာဖြစ်တယ်လို့ပြောပါတယ်။အာကျွန်တော်တို့နေမြန်မာပဲဖြစ်ဖြစ်တနိုင်ငံလုံးမှာပဲဖြစ်ဖြစ်ဒီစစ်ကောင်စီကိုတော်လှန်ဖို့ဆိုရင်ဒီဗမာလူထုပါဖို့ပါရမယ်။ဗမာလက်နက်ကန်တရှိဖို့ရှိရမယ်။အာဒီစစ်အုပ်စုကိုတော်လှန်ဖို့အတွက် ကျွန်တော်တို့တိုင်းရင်းသားတွေအဲဒီအဖွဲ့အစည်းတွေလောက်ပဲရှိရင်ဆိုအဖွဲ့အစည်းတွေလောက်ပဲကျွန်တော်တို့တိုင်းဘလို့မှဒီနိုင်ငံရေးအဲတစ်ခုလုံးကိုကျွန်တော်တို့ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ တကယ်လို့ဒီဗမာလူငယ်တွေဒါကျွန်တော်တို့ဟိုဟိုပေါင်းလိုက်အားဖြစ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီတော်လိုင်းရေးဒီခီးဒီစစ်အာဏာရှင်ချုပ်ငိမ့်နိုင်တဲ့နီလန်းတွေကျွန်တော်တို့ဟိုတော်လိုင်းဘောအတွက်ကျွန်တော်တို့ဟိုဟိုအတက်လာပေါ့ပေါ်မှုဆိုတန်းရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ TNL ဟာအာရခတက်တော် AA ကိုကန့်တက် MNDAA တို့နဲ့အတူ 10:29စစ်စင်ရေးတွေဆင်နွှဲပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့တွေတိမ့်နိုင်တာစစ်ကောင်စီတပ်တွေကိုတိုက်ထုတ်နိုင်ခဲ့တာကတမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။မြမပြည်တွေကတိုင်းရင်းသားတွေရဲ့ခံစားချက်နဲ့စွန့်ဆောင်နိုင်မှုကိုဒီစစ်စင်ရေးတွေကတဆင်ကဘာတိအောင် ပြနိုင်ခဲ့တယ်လို့ဗိုလ်မှူးဆိုတန်းကပြောပါတယ်။ဒီလေးနှစ်တာလာတဲ့မှာကျွန်တော်တို့ညှင်းကြည့်မယ်ဒီအဲညှင်းကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့တော်တော်လေးအားရစရာ အာဖြစ်တဲ့အာတခြားတော်လိုင်းရဲ့အဖွဲ့အစည်းတွေရဲ့အဲဒီအစမစနမူနာတစ်ခုဟိုပြရရတစ်ခုဖြစ်လာတယ်ဆိုတာကျွန်တော်တို့ကြားသိရတဲ့အတွက်ကျွန်တော်တို့ဟိုအာကျွန်တော်အနေနဲ့တော့ကျွန်တော်တောင်းပလောင်လူငယ်ဖြစ်ရတဲ့အတွက်ကျွန်တော်ပို့ဖို့ဟိုအမြဲတမ်းပုံယူနေမှာဖြစ်တယ်စစ်တပ်ကအာဏာသိမ်းထားတဲ့၄နှစ်အတွင်းမှာတည်ဆုံးတဲ့သူဒုက္ခိတဖြစ်ရတဲ့သူတွေရာထောင်ချီရှိခဲ့ပါပြီဒါပေမဲ့ ပြည်သူလူထုအနေနဲ့ဒီဒုက္ခတွေကိုတောင့်ခံထားပြီးဆက်လက်ပံ့ပိုးနေမယ်ဆိုရင်ဂုံတိုက်ခါရှိတဲ့နိုင်ငံသားတွေအဖြစ်နေရတဲ့ကာလရောက်လာလိမ့်မယ်လို့ဘုံမှုမိုင်းဆိုရန်ကယုံကြည်နေပါတယ်ရှင်။ကျွန်တော်ထင်တော့လူထုကလည်းနည်းနည်းအဲတောက်ခံပြတော့မှအာဒီနူဒေါ်လာကြီးတွေမှာဆက်လက်ပြတော့မှအာပံ့ပိုးနေမယ်ဆိုရင်ကျွန်တော်ထင်တယ်ကျွန်တော်နေပြီးတော့ဟိုဟိုရှင်းပြနိုင်တဲ့အထိ1962ခုနှစ်နေစတင်လာခဲ့တဲ့ဒီ အဲဒီစစ်အာဏာရှင်စနစ်ကျွန်တော်တို့ဟိုဒီမျိုးဆက်မှာပေါ့လေကျွန်တော်တို့မျိုးဆက်မှာကျွန်တော်တို့ဟိုရှင်းလင်းနိုင်လိမ့်မယ်လို့ကျွန်တော်အဲ့ဒါတော့ယုံကြည်ထားတယ်ခင်ဗျာမခမရဲ့တင်ပြချက်ကိုနားဆင်ကြကြရတာပါဒီကနေ့ထုတ်လွှင့်ချက်တွေလည်းဒီမှာပဲပြီးဆုံးပါပြီသောတာရှင်မြန်မာပြည်သူများကိုစိတ်နှပါစမ်းမွှလန်းနိုင်ကြပါစေခင်ဗျာ You have been listening to Radio Free Asia